ားဝင်မင်္ဂလာပါရှင်ခုခါဗီဒီယိုလေးမှာတော့အမျိုးသမီးနယ်ပယ်တွေ့ရင်မြင်လေးရှိတယ် folic acid ကိုအမျိုးသားတွေရောတောက်လို့ရလားဘယ်လိုမျိုးကျန်းမာရေးကောင်းကျိုးတွေရနိုင်လဲဆိုတာလေးကိုပြောပြပေးသွားမယ်နော် folic acid ဆိုတာကပေါ့နော်ဗီတာမင် B အုပ်စုဝင်တစ်ခုပဲပေါ့နော်တိတိကျပြောရရင်တော့ဗီတာမင် B9 ပေါ့နော်အမျိုးသားအနေနဲ့ folic acid ကိုမှနေ့စဉ်စားသုံးမှုမှာပဲပေါ့နော်ဗီတာမင် B9 ပါဝင်နေတဲ့အစားအသောက်လေးတွေကိုစားပေးမိရင်ဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင် folic acid ကိုတောက်ပေးမယ်ဖြစ်ဖြစ်ပေါ့နော်မှနှလုံးကိုလည်းကျန်းမာစေတယ်ပေါ့နော်နောက်ပြီးလို့ရှိရင်နောက်တစ်ခုကကြတော့စိတ်ဓာတ်ကျတာလိုမျိုးပေါ့နော်စိတ်ခံစားမှုတွေကိုလည်း ဟိုစိတ်ခံစားမှုကောင်းအောင်လုပ်ပေးတယ်ပေါ့နော်။ဥမာစိတ်ထက်ကြနေရလို့ဆိုလို့ရှိရင်စိတ်ထက်ကြတာတော့တတအောင်လို့တောက်တဲ့ဆေးတွေနဲ့တူတူ folic acid ကိုတွဲပြီးတောက်ပေးမယ်ဆိုလို့ရှိလို့ရှိရင်ပေါ့နော်။အာနိသင်ကပို့ပြီးတော့ကောင်းတယ်ပေါ့နော်။ပြီးရင်နောက်တစ်ခုကကြတော့အမျိုးသားတွေကိုနှလုံးကျန်းမာစေဖို့ထောက်ကူပေးတာ။နောက်ပြီးလို့ရှိရင်သပင်ကျွတ်တတ်တဲ့အမျိုးသားတွေ၊သပင်ပါတဲ့အမျိုးသားတွေဆိုရင် folic acid ကိုတောက်ပေးလို့ရရပေါ့နော်။ folic acid ကသပင်ကျွတ်တဲ့နှုန်းကိုလည်းလျော့စေပြီးတော့သပင်ပေါ့နော်ဆန်သားတွေကျန်းမာစေဖို့လည်းသူကထောက်ကူပေးနိုင်တယ်ပေါ့နော်။ ပြီးရင်နောက်တစ်ခုကကြတော့ဖေဖေဖြစ်နေတဲ့အခွင့်အရေးပေါ့နော်။ဥမာခလေးလိုချင်တယ်ဖေဖေဖြစ်နေတယ်ဆိုလို့ရှိရင် folic acid ကိုတောက်ပြီးလို့ရရပေါ့နော်။အနောင်သားမျိုးသားအနေနဲ့ဆိုလို့ရှိရင် folic acid တောက်ပြီးလို့ရှိရင် parking ဖြစ်နေတဲ့အခွင့်အရေးကိုပို့ပြီးတော့တိုးစေရပေါ့နော်။နောက်ပြီးရင်နောက်တစ်ခုကကြတော့ခန္ဓာကိုယ်မှာဆဲအသစ်လေးတွေဖြစ်ပေါ်သေးတယ်လို့လည်းတို့အများကြီးထောက်ကူပေးနိုင်တယ်ပေါ့နော်။ပြရပါတော့နောက်ဆုံးကျမရဲ့တခုနည်းတပါကောင်းစီတွေရဆိုလို့အာယုံကြောတွေအုံနောက်နဲ့အာယုံကြောတွေကိုကျမစီဖို့လည်းအများကြီးထောက်ကူပေးနိုင်တယ်ပေါ့နော် ါကြောင့်မို့လို့အမျိုးသားအနေနဲ့ folic acid ကိုပေါ့နော်တောက်သုံးပြီးလို့ရတယ်ပေါ့နော်ဥမာတနေ့ကိုပုံမှန်တစ်လုံးဆိုတဲ့တစ်လုံးပေါ့တောက်လို့ရတယ်ဒါမှမဟုတ်လို့ရှိရင် folic acid ကျွဲဝနေတဲ့အစာအသောက်တွေကိုလည်းစားပြီးလို့ရတယ်ပေါ့နော်အမျိုးသားတွေမှာလည်းပေါ့နော် folic acid နည်းနေပြီဆိုလို့ရှိရင်ခံစားရနိုင်တဲ့ကျန်းမာရေးပြဿနာလေးရှိတယ်အဲ့ဒါကပါလဲဆိုရင်ချိတ်ကုန်လက်ပန်းကျနေရပေါ့နော်ပြီးလို့ရှိရင်အမြဲတမ်းလိုလိုအားမရှိဘူးလို့ခံစားနေရတာပြီးလို့ရှိရင်ပါးစပ်ထဲမှာအနာလေးတွေပေါက်တယ်ပေါ့နော်နောက်ပြီးလို့ရှိရင်နောက်တစ်ခုကပါလဲဆိုတော့ခဏခဏမေ့ရလို့မျိုးအာရုံရောဆိုင်ရာပြဿနာအဲ့ပါအာရုံဆူဆိုက်ဖို့ခံနေရလို့မျိုးအာရုံရောဆိုင်ရာပြဿနာလေးတွေကိုလည်းခံစားရနိုင်နေပေါ့နော်ဒါကြောင့်မို့လို့ပေါ့နော်မျိုးသားရဲ့အနေနဲ့ပေါ့နော် နေ့စဉ်ဘဝမှာ folic acid ကလည်းခဏခုမှပြပြဝါရပြီးတော့ကျမဖို့ဆိုလို့ရှင်နေ့စဉ်စားသောက်တွေစားသောက်တွေထဲမှာပေါ့နော်ဥမာကိုက်လန်ဒါမှမဟုတ်လို့ရှိလို့ရှင်ကော်ဘီတို့တို့ပန်းကော်ဘီတို့ပြီးလို့ရှင်ဟင်းနုနယ်ရဲ့လိုမျိုးစားသောက်တွေကိုထည့်စားလို့ရတယ်နောက်ပြီးလို့ရှင်ကလဘဲဒါမှမဟုတ်လို့ရှင်ပဲနီလေးတို့လိုမျိုးပဲမျိုးမျိုးတွေကိုလည်းထည့်ပြီးတော့စားသုံးပြီးလို့ရရပေါ့နော်နေ့စဉ်ဘဝမှာစားသောက်တွေကိုအဟာရပြည့်ဝအောင်စားသုံးပြီးတော့ကျန်းမာရေးဘဝကိုပတ်ဆိုင်နိုင်ကြပါသည်နော်